ပဲခူးတိုင်းဒေသကြီးတောင်ကုန်းမြို့နယ်စစ်တောင်းမြစ်အနီးရှေ့စဉ်ကျေးရွာအုပ်စုမှရှိတဲ့ကျေးရွာ၃ရွာမှာမြေကမ်းမပြိုကျတာတွေနဲ့ကြုံတွေ့နေရပြီးလူနေအိမ်တွေပြောင်းရွှေ့ရတာရာမြေကိုင်းမြေတွေပြိုကျပျက်စီးဆုံးရှုံးတာတွေကြုံတွေ့နေရတယ်လို့ကျေးရွာဒေသခံတွေကပြောပါတယ်။မှန်ကြည့်ဖို့ကနေ့စဉ်နှုတ်ကလေးကတော့တွားအနေနဲ့အများပြုနေတာပဲလေ။ဒီကဒီတဲ့တဲ့ကိုတိုင်နေထောင်ဟောက်ကနေပြောဟုတ်တယ်ဝင်ပြီးတော့ဒီကိုဖိုးဒီကိုဖိုးပြီးတော့မှ ကဟိုဆောင်တော့ဒီလိုတစ်ခါပြဖဲဘူးလည်းပြူနာဒီကဘာပြောင်းမြည်ကြီးရအပြူပါလေဒါရကူပါအဲ့အဲ့ကွေးအပြူပါဟိုဟာတောင်ကူမြို့နယ်အရှိန်စင်ကျေးရွာအုပ်စုမှာရှိတဲ့ကံပါနီစင်ရွာလေးနဲ့နောင်မိုကျေးရွာ၃ရွာအနီးမှာမြေကမ်းပါပြူကြတာတွေနှစ်စဉ်ကြုံတွေ့နေရတာကြောင့်စင်ရွာလေးရွာဟာရွာလုံးကျွရွှေပြောင်းရပြီးဖြစ်ပါတယ်။ရွာမြေကိုင်းမြေတွေမကြာခဏပြူကြပျက်စီးရတာကနေတီးနှံဆိုင်ခင်းတွေပျက်စီးဆုံးရှုံးမှုတွေကြုံတွေ့နေရပြီး မြေကျောင်းတွေအကွေ့အကောက်များလာပြီးရေဦးတိုက်လမ်းကြောင်းဖြစ်နေတဲ့အတွက်စစ်တောင်းမြေကမ်းပါပြိုကျတာတွေဆက်လက်ကြုံတွေ့နေရတာဖြစ်ပါတယ်။လက်ရှိမှာစိုက်ပျိုးမြေတွေနဲ့လူနေအိမ်ခြေတွေထပ်မံပြောင်းရွှေ့ရမှာကိုစိုးရိမ်နေရပြီးအရှိစင်ကျေးရွာပြည်သူတွေကမျိုးပေါ်ကိုဆိုင်ကယ်တွေနဲ့သွာလာရမှာလဲစစ်တောင်းမြေကမ်းပါအတိုင်းသွာလာနေရတာဖြစ်တဲ့အတွက်မြေကမ်းပါတွေရုတ်တရက်ပြိုကျပါကလူနဲ့ဆိုင်ကယ်တွေအတွက်အန္တရာယ်ရှိနေတာဖြစ်ပါတယ်။ ်လက်ရှိမှာအရှိန်စင်ကြီးရွာအုပ်စုအတွင်းမြေကမ်းပပြိုကျတာတွေကိုကာကွယ်ဖို့ခိုင်ခန့်တဲ့ရေကာတာတွေကိုအချိန်မီအခါမီတိဆောက်ပေးစေလိုတယ်လို့ကြီးရွာဒေသခံတွေကပြောပါရယ်မြေကမ်းပပြိုကျတာကြောင့်လူနေအိမ်တွေရွှေ့ပြောင်းရတာတီးနှံဆိုင်ခင်းတွေပျက်စီးဆုံးရှုံးခဲ့ရတဲ့အခြေအနေတွေကိုမြို့နယ်အုပ်ချုပ်ရေးဌာနကိုတင်ပြထားပြီးဖြစ်ပါရယ်